ညောင်မြကိစ္စပေါ့ဗျာညောင်မြကိစ္စလေးတင်ပြောညောင်မြအကြောင်းသူလေးကိစ္စဒါတော့ကျွန်တော်အများကြီးပြောလို့သိမှရှိဘူးညောင်မြကိစ္စတင်းကလာပြောပြောခြင်းနဲ့ပါမနစ်က2024ပညာသင်နှစ်ရဲ့18ရက်17လ2024ရက်မှာကျောင်းချိန်ပြပမှာဖြစ်တဲ့ဗီဒီယိုဖိုင်ဖြစ်ဒီဗီဒီယိုဖိုင်ကမနစ်ကဗီဒီယိုဖိုင်မနစ်ကဗီဒီယိုဖိုင်ဒီနေ့မဟုတ်ဘူးဒီဖြစ်စဉ်မျိုးမဖြစ်ဖို့တဲ့ကျောင်းစီကတိုင်းဆောင်ရနေကြောင်းနဲ့ပြောတယ်တဲ့စုံစမ်းပြီးတော့ကျောင်းဆရာမကြီးနဲ့ပညာရေးဘုရားခံဝထုတ်ခိုင်းပြီးတော့ကလေးတွေကိုတဲ့ကျောင်းနှစ်ပတ်နားခိုင်းပြီးတော့ဇာဝဲပြန်ပြေးနောက်ပြီးဒီကျောင်းကိုပဲပြန်ပြီးလက်ခံထားတယ်ဆိုတော့ ဟုတ်ပြီလေရှိရပေါ့ဗျာနော်တောင်မင်းမင်္ဂလာပါမျိုးရေအီမူကီကျူချန်နယ်ယူလိုက်ပါတယ်ဒီရက်တစ်ဆက်ပြီးမဲ့တရင်လေးကလိုင်းမမှာအရန်မမှာနာမည်ကြီးနေရဲ့မြောင်မြမျိုးအထက်က6အကြောင်းသူလေးချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်နေပေါ့ဒီတရင်ရဲ့ဖြစ်စဉ်လေးကိုကျွန်တော်အမျိုးပြည်သက်တိဆက်ပေးမှာမဟုတ်ကျွန်တော်ဘီဖန်လေးကိုအဆုံးတိုက်လေးပဲကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်အဲဆိုတော့ကျွန်တော်ဘီဖန်လေးကိုဆက်လိုက်ရအောင် ပွဲစုနေတဲ့မြောင်းမြာကိစ္စပေါ့ဗျာမြောင်းမြာကိစ္စတွေတင်ပြမြောင်းမြာအကြောင်းစုတွေကိစ္စဒါတော့ကျွန်တော်အများကြီးပြောလို့သိမရှိဘူးသို့တော့ဒါတွေကသင်္ကန်းသာယူရမယ့်ကိစ္စလို့ပြောချင်တယ်မြောင်းမြာကိစ္စသင်္ကန်းသာယူရမယ့်ပြောချင်တယ်ဘာလို့ဆိုတော့ NASA ကသတင်းမှန်ပြန်ကြားရေးကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသတင်းထုတ်တယ်သတင်းထုတ်ပြန်ထားတာတွေ့ရတယ်သူထုတ်ပြန်ထားတာကတော့သူထုတ်ထားတာတော့ကျွန်တော်ခဏလေးဖတ်ပြပါဦးမယ် NASA ထုတ်ပြန်ထားတာကျွန်တော်ဖတ်ပြပါမယ်နော်မြောင်းမြာမျိုးအထက်က6မှာကျောင်းသူချင်းအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စဘယ်လိုဆောင်ထားလို့မီဒီယာတို့ကမေးတယ်သူကပြန်ဖြေတယ်အဲ အဲ့ဒါက16ရက်6ရက်2025ရက်မှာဆိုရှယ်မီဒီယာပြန်နေတဲ့အကြောင်းဖြစ်တယ်အဲ့ဒီဗီဒီယိုဖိုင်ဟာ2024ပညာသင်နှစ်ကမနစ်က2024ပညာသင်နှစ်ရဲ့16ရက်17လ2024ရက်မှာကျောင်းချိန်ပြပောင်းဖြစ်တဲ့ဗီဒီယိုဖိုင်ဖြစ်တယ်လို့သူကပြောတယ်ဒီဗီဒီယိုဖိုင်ဟာမနစ်ကဗီဒီယိုဖိုင်မနစ်ကဗီဒီယိုဖိုင်ဒီနေ့မဟုတ်ဘူးတိကျချက်ကအဲ့တော့အဲ့ဒီမှာပဲ16ရက်နေ့မှာဖြစ်လို့16ရက်နေ့မှာကျောင်းစီကန်ထင်းသိအဖွဲ့ဟာကျောင်းသူနဲ့အုပ်ထိပ်သူတွေကခေါ်တွေ့တယ်စစ်စစ်နဲ့မေးမြန်းတယ်အဲ့တော့ဗီဒီယိုဖိုင်ပါတဲ့ရိုက်ခိုင်တဲ့ grade 6ကျောင်းသူနဲ့ရိုက်နေခိုင်တဲ့ grade 7 grade 9ကျောင်းသူတို့စစ်စစ်မေးမြန်းပြီးတဲ့နောက် နော်ရိုက်ခံတဲ့အကြောင်းသူကနိနာသူဖြစ်ဖြစ်တဲ့အတွက်ရေယူဆောင်ခဲ့ခြင်းမရှိပါကြောင်းတဲ့ရိုက်နေခဲ့တဲ့ grade 7နဲ့ grade 9အကြောင်းသူတွေဖြစ်စဉ်ကိုဖြစ်စဉ်ကိုတဲ့ဗီဒီယိုရိုက်ပေးတဲ့ grade 7အကြောင်းသားတို့ကိုကျောင်းစီကထိန်းသိမ်းဖို့ပြောကြအောင်ကျောင်းစီကထိန်းသိမ်းရေးအဖွဲ့ကအောက်ထိပ်သူများထံပြန်လည်အနံ့ပြီးတော့နောင်နောင်ဒါမျိုးမလုပ်ဘူးထပ်မှမဖြစ်စီဘူးအတိပေးလက်မှတ်ရေးထိုးထားတယ်တဲ့ရထူးစေခဲ့တဲ့ဒီဖြစ်စဉ်အားတဲ့ဒီနောက်ဆန်းဆက်ချက်ပြရတဲ့မှာဒီနေ့မှာဖြစ်တာမဟုတ်ဘဲနဲ့ယခုကဲ့သို့ပြဿနာမျိုးဟိုဖြစ်ပွားဒီဒီမှာဖြစ်တာမဟုတ်မနေ့ကဖြစ်ခဲ့တာပေါ့ဒါကြောင့်မလို့ဒီလိုဖြစ်စဉ်မျိုး မဖြစ်ဖို့တဲ့ចောင်းစီကတိုင်းဆောင်ရနေကြောင်းတဲ့ပြောတယ်တဲ့စုံစမ်းစစ်စစ်အမည်မသိအကောင့်တစ်ခုကလည်းဒီကီအရင်နှစ်ကဗီဒီယိုဖိုင်ကိုတဲ့16ရက်6လ2025ရက်မှာဆိုရှယ်မီဒီယာပေါ်ထပ်မံတင်ပြခဲ့နေတာဖြစ်တယ်ပြောရတော့မနစ်ကဖိုင်ကို Facebook အကောင့်တစ်ခုကနေပြီးတော့ခက်တီတီနဲ့ပြန်တင်လိုက်တာဖြစ်တယ်ပြောချင်တာတော့ဒါကြီးကတမင်ကိုလှုပ်လိုက်တဲ့သဘောပေါ့ဗျာအဲ့တော့အရာတွေမျောင်းမြမွနဲ့အမှတ်တရအခြေခံများထထန်းចောင်းကចောင်းသားចောင်းသူတွေရဲ့ဒီ16အចောင်းသူတွေရဲ့16ရက်17လ2025ဖြစ်ခဲ့တဲ့ဗီဒီယိုဖိုင်ဟာဆိုရှယ်မီဒီယာပေါ်မှာ16ရက်6လ2025မှာပြန့်နှံ့နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့စကွဲ6095မှာမြောင်မြခရိုင်ပြိုင်ဦးထင်းဝင်းနဲ့ဥက္ကဋ္ဌအဖြစ်ဆောင်ရဲတော့ဌာနဆိုင်စစ်ဆေးရေးအဖွဲ့မြင်ဖြစ်စဉ်တွေကိုစစ်ဆေးဆောင်ရဲရှိပါတယ်လို့ပြောတယ်။ပြောရရင်တော့ဒီဟာနဲ့ပတ်သက်လို့တို့ဒုစရိုက်ချက်တို့လုတ်ပေးနေတယ်ပြောရရင်ဒါရမနစ်ကအဟောင်းဆိုတော့ပြောချင်တာပေါ့နော်။ဆိုတော့ကျွန်တော်တို့ကလည်းဒီဖြစ်စဉ်နဲ့သိရှိတဲ့မိသားစုမိမြတဲ့ခါကျတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျောင်းဆရာမကြီးနဲ့ပြိုင်ဦးကခံဝထခိုင်းပြီးတော့ကလေးတွေကိုလည်းကျောင်းနှစ်ပတ်နားခိုင်းပြီးတော့ဇာဝဲပြန်ပြေးနောက်ပြီးဒီကျောင်းကိုပဲပြန်ပြီးလက်ခံထားတယ်ဆိုတော့ဘာဖြစ်လဲရှိရပေါ့ဗျာနော်။ စသည်ပေါ့ဒီကိစ္စကတော့နှစ်ဖက်ကြားမှာပြဿနာရှိတယ်ဒီကလေးနှစ်ခုဖွဲ့ကြားမှာပြဿနာတွေကုစောကြီးရဲ့ရှိနေလို့ကြားတယ်အဲ့တော့ဒီကိစ္စကကလေးငယ်ရဲ့ကြားမှာဖြစ်လစ်ဖြစ်တာရှိတယ်အเจ้าတွေပေါ့ဖြစ်တတ်တဲ့ကိစ္စတွေတည်းတချို့ကိစ္စတွေဖြစ်တယ်သို့တော့သို့တော့ဒါကောင်းတဲ့ကိစ္စလားဆိုတော့မကောင်းပါဘူးအเจ้าတွေမှာအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်ကြတဲ့ဗီဇတွေကရှိပြောရတော့ဒါမကောင်းတဲ့ကိစ္စအဲ့တော့နံပါတ်1ကမိဘတွေကိုကျွန်တော်ရင်ပြောချင်တယ်ပြီးရင်เจ้าဆရာမတွေမိဘတွေဟာကိုသားသမီးတွေရဲ့ပထမဆရာလက်ဦးဆရာဖြစ်တယ် ဲ့လက်ဦးစရာဖြစ်တဲ့မိနဲ့ပါမမရရင်ရန်ကဆိုင်ဂျိုင်းဆိုင်တဲ့သူတွေဖြစ်နေမယ်သို့မဟုတ်ကိုသားသမီးကိုမဆုံးမအောင်မတင်သွင်းမတွန်သင်ထားဘူးဆိုရင်လူလိုနားမလည်ဘူးဆိုရင်အဲ့ဒီကောင်တွေကကြောင်းရောက်သွားလဲကြောင်းဆရာဆရာမတွေကဘယ်လောက်စောင့်ကြည့်နေမှာလဲဗျာဆရာဆရာမဒီသားသမီးနှစ်ယောက်တည်းဒီကလေးကြီးတာမဟုတ်ဘူးတကြောင်းလုံးကြည့်ရတာအဲ့တော့တို့ကဆိုကြောင်းရဲ့အပြင်မှာချိန်ပြီးခြားရတဲ့ကိစ္စဆရာဆရာမတွေမှာဓာတ်ရပြစ်ရှိသလားမေးအရင်တော့မပြစ်မရှိဘူးသို့တော့ကြောင်းမှာဖြစ်သွားတဲ့အတွက်ကြောင်းတော့တောင်းဝင်ရှိသွားတဲ့သဘောကြောင်းဝင်စုံကြီးနဲ့ကြောင်းသားကြီးကြားကြောင်းရဲ့ ြင်ကြောင်းစီပြင်မှာကြောင်းနာမှာဖြစ်တာဟုတ်ဗျာနော်ဆိုတော့နံပါတ်1ကအဓိကနံပါတ်1ပြောချင်တာမိပါတယ်ကျွန်တော်တို့ကြောင်းတနိုင်ရောလောက်မှရှိတဲ့ကြောင်းသားကြောင်းသူမိပါတယ်ကလေးမိပါတယ်အနေနဲ့ကိုသားသမီးကိုလူလိမ်မှာဖြစ်အောင်သာဆုံးမှာပါလူမိုက်လူရန်ကမရိုင်းရန်ကားတဲ့အောင်ဖြစ်အောင်မဆုံးမရောက်ဘူးလို့ပြောချင်တယ်ကိုသားသမီးကိုကိုကိုရန်ဆာပြီးတော့ဆုံးမှာဘူးလို့ကိုသားသမီးလူမိုက်လူရန်ကားလေးမဖြစ်အောင်မိပါတယ်မှာတာဝန်ရှိဆုံးပြီးတော့မှကြောင်းဆက်ဆက်မှာဒုတိယတာဝန်ရှိတယ်ပြီးတော့မှဂျန်နဲ့ပတ်ဝန်းကျင်အတိုင်းပိုင်းနေရှိတာအဲ့တော့မိပါတယ်ရနံပါတ်1အရေးကြီးအဲ့ကြောင့်မိပါတယ်ကမိမဆုံးမှာဖာမဆုံးမှာသားတွေမဖြစ်အောင်ဆိုတာအရင်တော့ကျွန်တော်ပြောဘူးလေမိမဆုံးမှာဖာမဆုံးမှာသားတွေမဖြစ်အောင် နည်းနည်းတော့မိဘတွေမှာတာဝန်ရှိဆုံးမဖို့လိုတယ်နောက်တစ်ခုကမိမိမိဘတွေကကိုသားသမီးဆုံးမမှာကိုမိသားစုကိုချစ်တတ်ဖို့ကိုလူမှုအတိုင်းကိုချစ်တတ်ဖို့ကိုတကယ်ကြီးအပေါင်းတွေကိုချစ်ခင်တန်ဖိုးထားတတ်ဖို့လေးစားတတ်ဖို့လူလူချင်းလေးစားတတ်ဖို့အသင်ပေးရမယ်အသိပညာကောင်းကောင်းထည့်ပေးရမယ်အဲ့လိုမျိုးပဲနဲ့မိဘတွေကိုယ်တိုင်ကသားသမီးတွေရှိမှာမထော်မနှမ်းနေနေမပြောမပြောတင်နိုင်ပြောမဆိုတင်နိုင်ဆိုမနေတင်နိုင်နေပြရင်သားသမီးကလည်းအတုမြင်အတတ်တယ်ဖြစ်တတ်တယ်ဒါကြောင့်နံပါတ်၁ကဒီပြည့်စင်ရတယ်ကြည့်ပြီးတော့သားမိဘတွေကိုယ်တိုင်စအစဉ်ကျင်ကြဖို့လိုတယ်ကျောင်းကိုလည်းညှိုးလမ်းမထိုးပါနဲ့ဟိုတန်းပြီးတော့ကိုကိုယ်တိုင်ရော ငါတို့သားသမီးပုံမှာငါတို့ဘယ်လိုပဲဖြစ်လဲဆိုတော့အရင်ဆုံးမိပါလိပြန်ဆန်းစစ်ကြောက်ကိုတိုက်တွန်းတယ်တိုက်တွန်းခြင်းတယ်အဲ့တော့ကျောင်းဆရာဆရာမတွေပါလဲကျောင်းမှာဖြစ်တယ်တော့ကျောင်းမှာတော့တာဝန်ရှိသွားတယ်ဒါပေမဲ့နောင်နောင်ကြရင်တော့ဘယ်လိုမဖြစ်အောင်ကျောင်းဒီမှာတော့နိုင်ငံတော်ကပညာရေးဥပဒေစနစ်တွေဒါအကုန်လုံးတပြေးညီတဲ့ဒါဒါမျိုးတော့မဖြစ်အောင်မလို့ဆင်ခြင်ကြဆိုတော့မျိုးတော့သူကျင်ညာအတိပေးလိမ့်မယ်လို့ယူဆတယ်เนาะဒါကျုံချောင်းကျုံတွင်းပေါ့ရုံနေမိတ်လိမိမယ်ထင်ပါတယ်ဆိုတော့ဒါသင်္ကန်းစာယူရမယ့်ကိစ္စပါခလိငယ်တွေဘဝမှာခလိငယ်တွေဖြစ်တတ်တယ်ဆိုပေမဲ့ဒါတွေမဖြစ်အောင်လို့မိဘတွေကစပြီးတော့ကိုကိုကိုသတိနဲ့နေထိုင်ရှင်းစမ်းကြဖို့ကိုသားသမီးကိုလူစိုးလူမိုက်လူရန်ကမဖြစ်အောင် ိုကိုတိုင်းကစပြီးသူဆင်ခြင်ပြင်ဆင်ကြဖို့လိုတယ်လို့တိုက်တွန်းတိုက်တွန်းချင်ပါတယ်နော်ဒါလေးပဲပါအဲ့တော့အပိတ်ကတော့ကျန်တာမြောင်းမြကိစ္စဆက်ပြောဦးမယ်ပထမပြောရတဲ့အထက်မှာပြန်ရည်မှုတွေကျောင်းအုပ်ဒီတမ်းမဆံမတွေကိုအယူတင်တယ်လို့ပြောခဲ့တာဖြစ်တာအကြောင်းကျောင်းသားတွေဖြစ်တာဘာကြောင့်သူတို့ရည်ရွယ်မလဲလို့ပြောရမယ်ဆိုရင် ဖြစ်ခဲ့တဲ့အချိန်ကာလကြာပြီအဲ့ဒီအချိန်မှာဒီအဲကျောင်းသူလေးတွေရဲ့ကိစ္စကိုဆုံးဖြတ်ချက်ချခဲ့တာကဆရာဆရာမတွေနဲ့ပညာရေးမှူးဖြစ်တယ်เนาะအဲ့တော့အဲ့ဒီကိစ္စကိုလေမကျင်းတဲ့လူအခုဗီဒီယိုဖိုင်ထပ်တက်လာပြီ ထက်တက်လာတဲ့ချိန်မှာမြင်ရတဲ့မြင်ကွင်းတွေတိတ်မကောင်းနော်ပြီးတော့ရေဥစွာမှုအပိုင်းမှာလည်းကျော့နေတယ်အဲ့ဒီအတွက်အဲ့ဒီတာဝန်ရှိတဲ့လူတွေကိုရေဥတင်တယ်လို့ပြောတာဘာကြောင့်လဲဆိုတော့ဘယ်ဌာနမှမစိုးဘယ်ကိစ္စမှမစိုးအဲ့ဌာနရဲ့ အကြီးဆုံးအုပ်ချုပ်သူလူတန်းစားကခေါင်းဆောင်ဆိုတဲ့လူပါသူ့မှာတာဝန်အဓိကရှိအဲ့တော့ကိုအောက်ကလူတွေမှားလို့ရှိရင်အဲ့ဒီမှားတဲ့တန်ကိုအဲ့ဒီခေါင်းဆောင်လုပ်တဲ့လူကတာဝန်ဖြည့်ရှင်းရတယ်တိုင်းပြည်ပြည်မှာဆိုရင်လည်းအဲ့လိုပဲအုပ်ချုပ်သူလူတန်းစားဆိုတာရှိရပေါ်ကနေအဲ့တော့မှားတဲ့ကိစ္စမှန်တယ်မဟုတ်သူတို့ကတာဝန်ဖြည့်ရှင်းရတာ အဲ့ဒါမှခေါင်းဆောင်ခေါင်းဆောင်ဖြစ်တာအခုကလည်းမိမိเจ้าမှာဖြစ်တယ်ဖြစ်ရှင်းတဲ့ကိစ္စတွေကမတရားဘူးလုံးဝတရားမျှတမှုမရှိဘူးတရားမျှတမှုမရှိလို့ရှိရင်အဲ့ဒီအတွက်ကိုတရားမျှတာဇွာမဆောင်ရဲ့ကိစ္စမှန်သမျှကိုတာဝန်ရှိတဲ့လူတွေက တာဝန်ယူရမယ်တာဝန်ခံရမယ်အဲတာဝန်ယူသိမ့်မရှိရင်အဲ့ဒီနေရာမှာတာဝန်မထမ်းဆောင်နဲ့ဂျားရီယာကိစ္စတွေမပြောဘူးဂျားလည်းမလက်စားလာလို့ဘာလို့ညာလို့မပြောခြင်းအဲ့ဒီစားကမပေါ်ပေါက်ရင်တော့ဘာမှမဖြစ်ဘူးတကယ်လို့ပေါ်ပေါက်လာခဲ့လို့ရှိရင်လည်း တာဝန်ယူတာဝန်ခံခင်ဗျားတို့မှာရှိဦးရှိရမယ်အဲ့ဒါကြောင့်မလို့အခုမတရားမှုဖြစ်တယ်ဖြစ်တဲ့ကိစ္စတွေအတန်းပိုင်ဆရာဆရာမတွေမှာလည်းတာဝန်ရှိတယ်ကျောင်းအုပ်မှာလည်းတာဝန်ရှိတယ်ဒီကိစ္စကိုပညာရေးမှုတိလို့ပညာရေးမှုကအကြံဉာဏ်နဲ့ဆုံးဖြတ်ချက်ချလို့ဆိုရင်လည်းပညာရေးမှုကတာဝန်ရှိတယ်အဲ့ဒီအတွက်အဲ့ဒီလူတွေအကုန်လုံးကိုရေးယူရမယ် ။ဘာကြောင့်လဲဆိုတော့ဒီပညာရေးလောကမှာအဖွဲ့အစည်းတရအနေနဲ့ဖွဲ့စည်းထားတာစင်ကဲစင်ကဲ။အဲ့တော့အဲ့ကျောင်းနဲ့ပတ်သက်လို့ပြဿနာတက်လာလို့ရှိရင်အဲ့ဒီကျောင်းရဲ့အတန်းပိုင်ဆရာမကျောင်းဥညွန့်နေပညာရေးမှုတောင်းရှိပါလေ။အရေးပြပါဟုတ်ကဲ့ပါမျိုးတွေကျွန်တော်တို့ပြဖိုင်လေးကတော့ဒီလောက်ပါပဲ။ရင်းလေးတွေကတော့အခုတော်တော်လိုင်းမှာနာမည်ကြီးပြီးလူပြောများနေရဲ့ဝေဖန်မှုလည်းမြင့်တက်နေရဲ့။အခုထိလည်းပြန်လည်ဖြည့်ရှင်းမှုမရှိသေးလို့ အောင်စုဖွဲ့အနိုင်ကျင့်ခဲ့ရတဲ့ကျောင်းသူလေးဘက်ကနေပြီးတော့ရက်တည်ပြီးတော့ဝင်ရကြတဲ့ဒီကျောင်းသူကျောင်းသားမိသားစုတွေကလည်းတော်တော်လေးမှပေါ်မြလာတယ်။ဖိတ်စာလည်းအမြန်ဆုံးအမှန်တရားပေါ်ပွားပါစေလို့ကျွန်တော်လည်းဆုတောင်းပေးလိုက်ပါတယ်။အမျိုးတို့ရဲ့ထင်မှုချက်တွေကိုလည်းကျွန်တော်က comment မှာ message ရေးပေးခဲ့လို့ရသလိုဝေဖန်အချက်ပြုနိုင်ပါဗျ။ဒီ view ဖန်လို့လည်းအများသူငါတည်အောင် like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော် channel နဲ့ဘူးတူတရရတဲ့ကြောင်းနဲ့ဆယ်လီတရင်အစ်တွေကိုမြန်မြန်တိဆက်ပေးပါမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဖိတ်တဲ့ notification လေးကိုနိုင်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော် channel အားပေးကြည့်ရှုသူတွေရရှိနေကြည့်ကြည့်မြိုက်နေပါတယ်။နောက်ထပ်ပြီးမှပြန်ဆောင်ရမယ်။တဒါ